ဒါကငလင်ကျော်ပေါ်မှာရှိတဲ့သခိုင်းမြို့ပါ။သခိုင်းမြို့ဟာတစ်ချိန်တုန်းကမင်းနေပြီးတော့အဖြစ်ခန့်ခန့်နာနာတည်ရှိခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီမြို့ကိုတည်ခဲ့သူတွေကဗမာတွေမဟုတ်ပါဘူး။ဘသူတွေကသခိုင်းမြို့ကိုတည်ခဲ့တာပါလဲ။ 1284ခုနှစ်မှာပကံပြည်ကိုမွန်ဂိုရိုကဝင်တိုက်ပြီးပကံအင်ပါယာရဲ့နေဝင်ချိန်ဆောက်ရောက်လာပါတယ်။ပကံကိုစိုးဆက်နေတဲ့နရတိယပတ္တိယ1289မှာလုံးကျန်ခံရပြီးသားတော်ကျော်စွာနန်းတက်လာတယ်။ကျော်စွာကိုလည်းလောက်ခံတွေကပုံကန်ကြပါတယ်။တချိန်တည်းမှာပဲပကံပြည်ရှင်နရတိယပတ္တိလက်ထက်ကလေးကခါစားနေတဲ့ရှမ်းညီနောင်သုံးကလည်းထင်ရှားလာပါတယ်။1299ကျကျော်စွာကိုရှမ်းညီနောင်သုံးကဖမ်းဆီးပြီးကွန်မြင်လိုက်ပါတယ်။သခိုင်းမျိုးကိုပကံအင်ပါယာနေဝင်ချိန်မှာအင်အားကြီးထွားလာတဲ့ ဲ့ရှမ်းညီလောင်၃ဦးတည်းကအငယ်ဆုံးဖြစ်တဲ့တရားသူရဲ့သားတော်အသင်ခရောင်စောယွန်းက1315မှာတည်ခဲ့ပါတယ်။နာမည်ကိုတော့ဆေယပူရအောင်မြို့ဆိုပြီးတမုတ်ခဲ့ပါတယ်။သခိုင်းမျိုးစတည်ရဲ့အခါရွှေနန်းတော်ရွှေမြို့တော်အရှိတကအနောက်တကတောင်တကမြောက်တကဇေဒီလာ သောတာပန်နကွန်စင်ပြူကန်တို့ကိုလည်းတပြိုင်တည်းတည်ခဲ့တာပါ။ဒီလိုနဲ့သခိုင်းမျိုးကိုအခြေပြုပြီးမြမနိုင်ငံလေပိုင်းမှာရှမ်းမြင့်ဆက်တွေအားကောင်းလာခဲ့ပါတယ်။အရင်သခိုင်းမျိုးကြီးရသခိုင်းပြည့်ရရှိတဲ့ငလင်ကျော်ကြီးပေါ်မှာတည်ရှိပါတယ်။ တယ်2025ခုနှစ်မတ်လ28ရက်မှာသခိုင်းကလေးလှုပ်ခတ်တဲ့ကရှမ်းတွေတည်ခဲ့တဲ့သခိုင်းမြို့ဟာအတော်လေးပဲပျက်စီးသွားခဲ့ရပါတော့တယ်သခိုင်းမြို့ကိုရောက်ဖူးကြရလား comment မှာပြောသွားခဲ့ကြပါဦးနော်